ဝါဦးကကျမစီကို အထောက်ကူပေးပါသလားဝါဦးဆိုတာကိုမစွန်းဦးလို့ဥအနေနဲ့ထက်ဝါဦးကိုကြိုအခဲခံထားတဲ့ဝါဦးအတုံးလေးတွေကိုတော့မြင်မှုကြမှာပါဝါဦးကိုပပလေးလီးပြီးတော့ကင်းမဲဆာဆာခရမ်းကျင်သည့်မြုပ်သီးစိမ်းလေးတွေနဲ့ချင်းချင်းဆက်ဆက်လေးချက်ဆာဆာစားလို့ကောင်းတယ်လို့ရင်းနှီးဖြောပြီးတော့တောက်စားမယ်ဆိုလို့ရှိရင်လည်းအတော်လေးကိုစားကောင်းပါတယ်ဒီလိုမျိုးစားကောင်းတဲ့ဝါဦးကကျမစီကိုအထောက်ကူပေးသလားဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာအတူတူလိုက်ကြည့်လိုက်ကြရအောင်နော် ။ဝါဥဆိုတာကအာဟာရပြည့်ဝတဲ့တိဥတိပုတခုပါ။ပီလောပီနံဥတွေနဲ့မျိုးရင်းခက်စင်စင်ပါပဲ။ဒီအပင်ကအာရှဒေသမျိုးရင်းပင်ဖြစ်ပြီးတော့တီရီလင်ကဖိလစ်ပိုင်တောင်တရုတ်နဲ့နယူကီနီတို့မှာပါရောက်ကြပါတယ်။အပူပိုင်းနဲ့တမပိုင်းဒေသတွေမှာလည်းပါရောက်ကြပါတယ်။အဟာရတန်ဖိုးများသလိုကျန်းမာရေးအတွက်လည်းများစွာထောက်ကူပြုပါရစေ။ဝါဥမှာဘာတွေပါဝင်လဲဆိုလို့ရှိရင်တော့ကစီဓာတ်၊ရေဓာတ်၊အဆီဓာတ် ပရိုတင်းအမြင့်ဓာတ်ပိုတက်ဆီယမ်ကယ်ဆီယမ်တန်ဓာတ်မဂနီဆီယမ်ဆိုဒီယမ်ဇင်းနဲ့အကော်ပါတို့ပါဝင်နေပါတယ်။ဝါဟုကဘလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးတွေပေးလဲဆိုတာကိုဆက်ပြီးကြည့်ရအောင်နော်။ပထမအဆုံးတစ်ခုကတော့အသွေးရင်းကိုလန်စတရောကိုကျဆင်းစေနိုင်တာပါ။ဝါဟုမှာက Omega 3 fatty acid ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့သွေးထဲကမကောင်းတဲ့အဆီတွေကိုဖယ်လျှော့ပေးပြီးတော့အကျိုးပြုကိုလန်စတရောပမာဏကိုတက်စေနိုင်ပါတယ်။ ။ဒါကြောင့်တွေးတွင်းကိုလက်စထရောများတာကိုသက်သာစေဖို့အတွက်ပဲဖြစ်ဖြစ်ကာကွယ်ဖို့အတွက်ပဲဖြစ်ဖြစ်ဝါဥကိုစားပေးလို့ရပါတယ်။နောက်ထပ်အချက်တစ်ခုကတော့ဝေးကြစေနိုင်တာပါ။ဝါဥမှာအမြင့်တဲ့ကြွယ်ဝစွာပါဝင်နေတာကြောင့်အစာခံစေနိုင်ပြီးတော့ကိုယ်အလေးချိန်ကိုထိမိပေးနိုင်တယ်လို့ဝေးကြစေဖို့လည်းထောက်ကူပေးနိုင်ပါတယ်။နောက်ထပ်တစ်ခုကတော့နှလုံးကြွေးကြောတွေကိုကျန်းမာစေတာပါ။ ဝါဦးကတွေးတွေကအစီကိုကြစီပြီးတော့တွေးကြော တွေကိုပြေရောစီသလိုတွေးစင်းစင်းမှုကောင်းစီတဲ့အတွက်ကြောင့်မို့လို့နှလုံးတွေးကြောတွေကိုကျမစီပြီးတော့နှလုံးစီကိုတွေးစင်းစင်းမှုကောင်းစီမှုအတွက်လည်းအထောက်အပံ့ပေးနိုင်ပါတယ်။ရုပ်တည်းရဲ့နှလုံးရတာနှလုံးတွေးကြောပိတ်တာတွေမဖြစ်စေဖို့အတွက်လည်းအထောက်အပံ့နိုင်ပါတယ်။နောက်တစ်ခုကတော့အယောင်ကျစေနိုင်တာပါ။ဓာတ်ရုပ်ဆင်ပစ္စည်းကျော်သွားတဲ့ဝါဦးကကိုရင်းကိုမှတောင်ရမ်းမှုတွေကိုတတ်တာစီပြီးတော့တွေးကြောတွေကိုလည်းကျမစီနိုင်ပါသေးတယ်ရှင်။ နောက်ထပ်တစ်ခုကတော့ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတာပါအမြင်ဓာတ်ကျော်သွားတဲ့ဝါဥကအမြင်ဓာတ်နဲ့ဖီတာမင် A ကျော်သွားစွာပါဝင်နေတာကဥမာဤကင်ဆာအဆုတ်နဲ့ဂရင်းကင်ဆာအပါအဝင်ကင်ဆာအမျိုးမျိုးဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်နောက်ထပ်တစ်ခုကတော့အရွယ်တင်စင်နိုင်တာပါအမြင်ဓာတ်ကျော်သွားစွာပါဝင်နိုင်တဲ့ဝါဥက တာမင်စီပါဝင်နေတဲ့အတွက်ကြောင့်မို့လို့အသားအရည်ကိုကြည်လင်စေတယ်လို့အရေးအကြောင်းတွေကိုလည်းတက်လာစေပြီးတော့ရေတင်မြုပ်လို့စေဖို့အတွက်လည်းထောက်ကူပေးနိုင်ပါတယ်။နောက်ထပ်အချက်တစ်ခုကတော့သွေးတင်သကြားဓာတ်ကိုထိန်းညှိပေးတာပါ။အမြင့်တဲ့ကြော်ဝါးစွာပါဝင်နေတာကအစားစားပြည့်ရဲ့အချိန်မှာရုပ်တရက်သွေးရင်းသကြားဓာတ်မြင့်တဲ့တာမျိုးမဖြစ်စေဖို့အတွက်လည်းထောက်ကူပေးနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ကိုရင်းကရှိတဲ့အစိတ်ကောက်တွေကိုဖယ်ရှားပေးနိုင်တာပါ။ဝါဥကတတိုးစုံရင်ပစ္စည်းကြော်ဝါးပြီးတော့ ကိုရင်းကအစိမ့်တောက်တွေကိုချီချီရဲ့ရောက်ဖယ်ရှားပေးနိုင်ပါတယ်ရှင်။နောက်ထပ်အချက်တစ်ခုကတော့အစာအချိန်စနစ်ကိုကျန်းမာစေတာပါ။အမြင်နဲ့ကြိုဝါတဲ့ဝါအုပ်ကအစာအိမ်ကိုကျန်းမာစေသလိုဥတွေရဲ့လှုပ်ရှားမှုကိုကောင်းမွန်စေပြီးအာဟာရစုံနာစွမ်းကောင်းစေဖို့ရောဝမ်းမှန်စေဖို့အတွက်ပါအထောက်ကူပေးနိုင်ပါတယ်။နောက်တစ်ခုကတော့ကိုယ်ခံအားကောင်းစေတာပါ။ပရိုတင်းပါဝင်နေတဲ့ဝါအုပ်ကကိုယ်ခံအားကိုကောင်းစေပြီးတော့စိတ်ရောကိုယ်ပါကျန်းမာစေဖို့အတွက်လည်းအထောက်အပံ့ပေးနိုင်ပါတယ်။ ကိုခံအားကောင်းရင်လည်းဆိုလို့ရှိရင်တော့ဝါးကိုစားပေးလို့ရပါတယ်ရှင်။နောက်ဆုံးကောင်းကျိုးလေးကတော့အာယုံစူးစမ်းမှုကိုကောင်းစေတာပါ။ဝါးမှာ Omega 3 fatty acid, Zinc, Selenium တို့အပြင်အဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေတဲ့အတွက်ကြောင့်မို့လို့အာယုံစူးစမ်းမှုကိုကောင်းစေတယ်လို့အုံနောက်ကျန်းမာစေဖို့အတွက်လည်းထောက်ကူပေးနိုင်ပါတယ်ရှင်။ဒါဆိုဝါဟုကိုစားမယ်ဆိုလို့ရှိရင်ဘာတွေသတိထားရမလဲဆိုတာကိုဆက်ပြီးပြပြပေးပါမယ်။ ဝါဥကအကျမကြီးရဲ့အတွက်ကောင်းနေဆိုပေမဲ့အလွန်အကျွံစားမိနေဆိုရင်တော့လက်ချောင်းရတာအစာမကြေတာမိမိမသားဖြစ်တာအော့အန်တာဝမ်းပြေတာမျိုးတွေကိုလည်းဖြစ်စေနိုင်ပါတယ်ရှင်ဝါဥကိုဘသူတွေမစားသင့်ဘူးလေဝါဥကအကျမကြီးရဲ့အတွက်ကောင်းကျိုးများပေမဲ့အစာချေစနစ်ပြဿနာရှိတဲ့သူတွေယောဂအခမ်းရှိတဲ့သူတွေကိုယ်ဝန်ဆောင်တွေနှုတ်တိုင်းမိခင်တွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှစားသင့်ပါတယ် တာမန်လူတွေအနေနဲ့လည်းအလွန်ကြော်စားတာကိုရှောင်ရင်သိမှာလေလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချိုလိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်